တည်ဆုံသွားတဲ့အမျိုးသားနဲ့ပတ်သက်ပြီးတော့တရားခံဖြစ်တဲ့ဖော်ဆိုလီဆိုတဲ့အမျိုးသမီးကိုလည်းထောင်ချလိုက်ပြီးွားပြီပေါ့နော်ဒါပေမဲ့လည်းဒီရဲစခန်းမှာကဒီဖော်ဆိုလီဆိုတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့တရားတက်စီ၆လမ်းမှုတွေကဖြစ်နေတယ်ဒီကဘုရားစပြီးတော့ဖြစ်လဲဆိုတော့ဒီဖော်ဆိုလီဆိုတဲ့အမျိုးသမီးပေါ့နော်သူ့ရဲ့အမျိုးသားကိုအပိုင်ဖန်အထစ်ထစ်ခုတ်ထစ်ပြီးတော့ထဲခဲ့တဲ့ဒီခီးဆောင်အေကြီးကရဲစခန်းရဲ့ဒီဂိုဒေါင်ထဲမှာရှိနေတယ်အဲ့ဒီအေကြီးမှာရှိနေတဲ့ဝိညာဉ်က မကျွတ်မလွတ်ဖြစ်ပြီးတော့ပေါ့နော်ရဲစခန်းမှာရှိတဲ့ရဲတွေကိုအမျိုးမျိုး၆လှန့်တဲ့အခါမှာနောက်ဆုံးရဲစခန်းကရဲတွေညအိမ်ညနေတော့ပါပေါ့နော်စခန်းမှာမနေရတဲ့အခြေအနေတွေတို့ဖြစ်လာတယ်ပေါ့နော်အခုမြင်တွေ့နေရတဲ့အမျိုးသမီးရဲ့နောက်ကျောင်းကိုတိလိုက်မယ်ဆိုရင် အာလုံးအန်အောထိတ်လန့်သွားကြမယ်လို့တော့ထင်ပါတယ်သူမရဲ့အမိကတော့ဖော်ဆိုလီလို့ခေါ်ပါတယ်အသက်ကတော့36နှစ်ရှိပါပြီဖြစ်စဉ်ကတော့လွန်ခဲ့တဲ့2012ခုနှစ်လောက်ကဖြစ်ပါတယ်ဖော်ဆိုလီဆိုတဲ့အမျိုးသမီးကဒီထိုင်းနိုင်ငံ ဖြစ်စနုလို့မြို့နယ်ဗန်ဟူနယ်မြို့မှာရှိတဲ့ဒီခုနှစ်ထက်တိုက်မှာသူအခန်းငားပြီးတော့နေတယ်ပေါ့နော်သူနေထိုင်တဲ့အခန်းနံဘက်ကတော့ခွန်14ဆိုတဲ့ဒီအခန်းနံဘက်ပဲဖြစ်ပါတယ်တနေ့မှာတော့ဒီပေါ်ဆိုလီမြို့သမီးကပေါ့နော်အလားတူသူပြင်ဆင်ပြီးတော့ပေါ့နော်သူနေတဲ့ဒီခုနှစ်ထက်တိုက်ပေါ်ကဒီအခန်းကနေအောက်ကိုပေါ့နော်အထုပ်ပိုးတွေကိုသူတည်ထုတ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲဒီအဆောင်တယောက်ဖြစ်တဲ့ဒိုင်ဆန်ယန်ဆိုတဲ့ဒီအမျိုးသားကပေါ့နော်ထုတ်ပိုးတွေမနိုင်မနှင်းနဲ့တည်ထုတ်နေတဲ့ဒီပေါ်ဆိုလီကိုတွေ့လို့ပေါ့နော်ဘယ်သွားမလို့လဲထုတ်တွေကလည်း များလိုက်တာပေါ့နော်အဲ့ဒီကိုမေးလိုက်တဲ့အချိန်မှာဖော်ဆိုလီကဒီမှာသူမနေကျင်တော့လို့ပေါ့နော်တခြားတနေရာကိုပြောမလို့အထုပ်တွေကတော့အရင်များတယ်ပေါ့နော်အခန်းထဲမှာလည်းကြံသေးတယ်ကျေးဇူးပြုပြီးတော့ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်သူ့ကိုနည်းနည်းလောက်ကုသပေးပါလားဆိုပြီးတော့အဲ့ဒီအဆောင်ဖြစ်တဲ့နိုင်ဆိုင်ရန်ကိုအကူအညီလှမ်းတောင်းတယ်ပေါ့နော်ဒါနဲ့နိုင်ဆိုင်ရန်ကလည်းအဲတိုက်ဆောက်မျိုးသားပေါ့နော်ဒီနိုင်ဆိုင်ရကလည်းတဲပေးမှာပေါ့ဗျာဆိုပြီးတော့သူတိုက်ဘော်ကဒီအခန်းထဲမှာကြံနေတဲ့ပေါ့နော်အထုပ်တွေကိုသွားတဲကူပေးတယ် တဲကူပေးနေရင်းနဲ့ပေါ့နော်ခီးဆောင်အိတ်ဒီတလုံးကိုတဲလိုက်တဲ့အချိန်မှာပေါ့နော်အရန်လေးတာကိုသတိထားမိရဲ့နိုင်စံရန်ကအဲသူ့ရဲ့စိတ်ထဲမှာလည်းအတွေးဝင်မိတာပေါ့နော်ဒီအထုပ်ကဘာကြောင့်ဒီလောက်ထိလေးနေပါလေဆိုတော့တွေးနေတွေးနေတာပေါ့နော်အိတ်ထဲကိုဘယ်လိုပစ္စည်းတွေမြန်ထည့်ထားပါလေပေါ့နော်အတွေးများစွာနဲ့သူတဲနေတာပေါ့နော်ဖြစ်ရှင်တော့ဒီအဲ့ဒီခီးဆောင်အိတ်ကလည်းဒီစီထိုးကြိတ်ပြီးတော့ထည့်ထားတဲ့အခါကြတော့ဗောနော်အဲ့ကိုပိတ်တဲ့ဈေးကအနှဲငယ်လေးဟနေတာကိုနိုင်ဆိုင်ရန်တွေးလိုက်တယ်ဗောနော် အရန်နဲ့လေးတာနဲ့ဆက်စုစဉ်စိတ်ကလည်းပေါ်လာတာနဲ့နိုင်ဆိုင်ရန်ကလည်းဖွင့်ကြည့်လိုက်တယ်ပေါ့နော်အဲ့ကိုအဖွင့်ကြည့်လိုက်တဲ့အချိန်မှာတွေးပြက်စရာကောင်းတဲ့မြင်ကွဲကိုမြင်တွေ့လိုက်ရတယ်အဲ့ဒါကတော့လူခဏာရဲ့ဒီအစိတ်အပိုင်းတွေကိုပေါ့နော်ဓာတ်နဲ့ခုတ်ထစ်ပြီးတော့အပိုင်းပိုင်းအစအစခုတ်ထစ်ပြီးတော့ထိုးတိတ်ပြီးတော့ထည့်ထားတာကိုမြင်တွေ့လိုက်တယ်ပေါ့နော်ဓာတ်နဲ့ပဲနိုင်ဆိုင်ရန်လဲပေါ့နော်သက်ဆိုင်ရာတွေကိုဖုံးဆက်အကြောင်းကြပြီးတော့ပေါ့နော်ဒီဖော်ဆိုလီဆိုတဲ့ဒီအမျိုးသမီးကိုလည်းအနီးနားကလူတွေနဲ့ဝိုင်းဖန်ထားပြီးတော့ခဏထိတ်ချုပ်ထားလိုက်တာပေါ့နော် အတန်ကြာတဲ့အခါမှာရဲတွေရောက်လာပြီးတော့ဒီဖော်ဆိုလီကိုပေါ့နော်ဘန်ဟူနယ်ရဲစခန်းကိုခေါ်ပြီးတော့ဒီတပ်တေပစ္စည်းတွေနဲ့တကွာပေါ့နော်စစ်စေးမေးမြန်းတာပေါ့နော်ရဲတွေစစ်စေးမေးမြန်းကြည့်ရှုလိုက်ချိန်မှာပေါ့နော်အိတ်ထဲကဒီအပပိုင်ဆာဆာခုတ်ထစ်ပြီးတော့ထည့်ထားတဲ့ဟာကပေါ့နော်တခြားသူတော့မဟုတ်ဘူးပေါ့နော်သူအမျိုးသားဖြစ်ကြောင်းကိုဒီဖော်ဆိုလီကသူဝင်ဝန်ခံတယ်ပေါ့နော်သူမျိုးသားကိုသူကိုယ်တိုင်တတ်ပြီးတော့တဲ့ အဲအဲ့ဒီခီးဆောင်အိတ်ထဲကိုသူထည့်ထားတာဆိုပြီးတော့ပြောတာပေါ့နော်ဒီကဲတော့ဒါသူရဲတွေမမြင်ဘူးဆိုလို့ရှိရင်ပေါ့နော်အမြစ်ထဲကိုသွားပြီးတော့စွန့်ပစ်မလို့ဆိုပြီးတော့လေသူအဲ့လိုမျိုးထွက်ဆိုရဲပေါ့နော်ဒါနဲ့ရဲတွေကလည်းပေါ့နော်ဒီဖော်ဆိုလီနေတဲ့အခန်းထီကိုသွားရောက်ပြီးတော့စစ်စစ်ကြည့်ရှုလာပေါ့နော်ဒီဖော်ဆိုလီနေတဲ့ဒီအခန်းကိုရောက်တဲ့အခါမှာဆိုရင်အဲလူခနာကိုရဲ့အစိပ်ပိုင်းတချို့ကိုလည်းမြင်တွေ့ရတဲ့အပြင်ပေါ့နော်မွေးရေးဆေးဝါးသုံးစွဲထားတဲ့ပစ္စည်းတချို့ကိုလည်းမြင်တွေ့လိုက်ရတယ်ပေါ့နော်။အဲနဲ့ရဲတွေက ခန္ဓာကိုယ်အစိပ်ပိုင်းကိုတော့တွေ့တယ်ဆိုပေမဲ့ပေါ့နော်အစိပ်ပိုင်းအားလုံးကိုတော့မတွေ့ဘူးပျောက်နေတဲ့အစိပ်ပိုင်းတွေရှိတယ်အဲ့ဒါကတော့အသိဆုံးရတဲ့သူရဲ့ခေါင်းရယ်လက်ရယ်ပြီးတော့ညာဘက်ခြေထောက်တစ်ဖက်ရယ်ကပျောက်နေတယ်ဒါနဲ့ပဲဒီဖော်ဆိုလီကိုမေးတယ်ပေါ့နော်ကျန်တဲ့အစိပ်ပိုင်းတွေကဘယ်ရောက်သွားလဲဆိုမေးတဲ့အခါမှာသူတက်လိုက်တဲ့အမျိုးသားရဲ့ခေါင်းကိုပေါ့နော် ကန်တဲ့ကိုသွားပြီးတော့ပြစ်ချတယ်ဆိုပြီးတော့သူအဲ့လိုမျိုးဖြေတယ်ပေါ့နော်အဲ့နဲ့ပဲရဲတွေကသူပြစ်ချလိုက်တယ်ဒီကန်တဲ့ကိုသွားပြီးတော့ရှာဖွေကြည့်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီမှာခေါင်းတွေ့တယ်ပေါ့နော်ခေါင်းကောင်ကဆိုလို့ရှိရင်လည်းအချက်ပေါင်းများစွာရိုက်နှက်ပြီးတော့အခုတ်တက်ထားတဲ့ဒဏ်ရာတွေဘလက်ဘွားနဲ့တွေ့လိုက်တယ်ပေါ့နော်ဒါပေမဲ့မတွေ့တာကလက်ရဲ့ညာဘက်ခြေတောက်ကမတွေ့ဘူးမတွေ့တဲ့အခါမှာရဲတွေကမေးတာပေါ့နော်ကျန်တဲ့အစိပ်ပိုင်းတွေကဘယ်ရောက်သွားလဲလို့မေးတဲ့အခါမှာဆိုရင်အဲ့ဒီအမျိုးသမီးကဘလို့ဖြေလဲဆိုတော့ပေါ့နော်သူ့ရဲ့နှက်ပူစော်ပလိုက်ပြီတဲ့သူ့ကိုယ်ကိုယ်နဲ့နှက်တွေကို ပူဇော်လိုက်တယ်ဆိုပြီးတော့သူဖြေတယ်ပေါ့နော်အဲ့ဒါရဲတွေကဒီတေဆုံးရတဲ့ပတ်သက်ပြီးတော့မေးမြန်းတာပေါ့နော်ဘာကြောင့်ကိုယ့်ရဲ့အမျိုးသားကိုကိုကုလိုမျိုးတတ်လိုက်ရတာလဲလို့မေးတဲ့ခါကြပြန်တော့လေ तू ကဘလို့ဖြေလဲဆိုတော့ तू ့ရဲ့ဟိုနှက်တွေကိုပူဇော်လိုက်တာပေါ့နော်ပြောချင်တာရစ်ပူဇော်လိုက်တာပေါ့နော်အဲ သူလည်းကုသိုလ်ရအောင်တဲ့သူယောက်ျားလည်းကုသိုလ်ရအောင်ဆိုပြီးတော့သူရည်ရွယ်ပြီးတော့ဗောနော်ဟိုနတ်ပူဇော်လိုက်တာဆိုပြီးတော့အဲ့လိုမျိုးဟိုထွက်ဆိုတယ်ဗောနော်သူ့ရဲ့ပုံစံကြည့်ရတာကလည်းမူမမှန်ဘူးဗောနော်ဘာကြောင့်လဲဆိုမူရစေဝါသုံးဆွဲထားတဲ့ပုံစံလည်းပေါ့လေပြီးတော့သူ့ရဲ့စိတ်ကလည်းအဲမူမူမှန်တဲ့အချိန်တွေကိုမြင်တွေ့ရတာနဲ့ပဲဆရာဝန်နဲ့စစ်စစ်ကြည့်လိုက်တဲ့အခါမှာသူ့မှာလည်းစိတ်ကျမ်းမာရေးကလည်းချွယွန်းနေတာလည်းရှိနေတယ်ပြီးတော့ဘူးရေးဆေးဝါးလည်းအသုံးဆွဲထားတာလည်းရှိနေတဲ့အခါကျတော့အဲတော်တော်လေးဟိုမှာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကဟိုခရောက်ခရက်တွေဖြစ်နေတာပေါ့နော် ီလိုနဲ့နောက်ဆုံးမှာတော့ဗောနော်သူမှာစိတ်ကျမ်းမာရေယောဂါရှိတယ်ဆိုပေမဲ့လည်းအဲတတိကံပစ္စည်းနဲ့တကွာသူတက်ချောင်းကိုလည်းဝန်ခံလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီဖော်ဆိုလီကိုဗောနော်ထောင်တန်း၃နှစ်ချမှတ်လိုက်တယ်ဗောနော်ဒီဖော်ဆိုလီလို့နဲ့ပတ်သက်ပြီးတော့ဗောနော်ဖော်ဆိုလီလို့နေတဲ့အဲပတ်ဝန်းကျင်မှာရှိတဲ့ဒီအခန်းတွေကသူတွေကိုမင်းမြန်းတာဗောနော်ဖော်ဆိုလီလို့လင်မယားညောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေမင်းမြန်းတဲ့အခါမှာအနီနာဝန်းကျင်မှာရှိတဲ့ဒီအခန်းကလူတွေပြောကြချက်အရာဆိုလို့ရှိရင်ဗောနော်ဒီဖော်ဆိုလီရဲ့အမျိုးသားတဲ့ဒီဇိုင်နာတယောက်လည်းဖြစ်တယ်ဗောနော်အဝိတ် ချုပ်တဲ့ဒီဒီဇိုင်နာတယောက်လည်းဖြစ်တယ်ပေါ့နော်အဲအရင်ကဆိုရင်ねသူအမြဲတမ်းပဲပေါ့နော်အလုပ်သွားအလုပ်ပြန်ပတ်ဝန်းကျင်လူတွေအမြဲတွေ့တယ်တဲ့အဲနောက်ပိုင်းမှာလေဖြတ်တယ်လို့သိရတယ်ပေါ့နော်လေဖြတ်ပြီးတဲ့နောက်ပိုင်းကစားလို့ကသူအခန်းထဲမှာပဲနေပြီးတော့ပေါ့နော်ကွန်ပျူတာတစ်လုံးနဲ့သူဒီဇိုင်နာအလုပ်တွေကိုသူလောက်ကင်နေတယ်လို့ဟောကြားသိရတယ်ပေါ့နော်အဲသူယောက်ျား မနော်ဒီလိုမျိုးကျမ်းပါရေးချွတ်ယွန်းတဲ့အခါကျတော့ဒီဖော်ဆိုလီပဲပြည့်စုံယူရတယ်လို့တော့အားလုံးကတော့ထင်တာပေါ့နော်ဒါပေမဲ့အခန်းတွေနီးတယ်ဆိုပေမဲ့လည်းပေါ့နော်ကွန်ဒိုတိုက်ခိုင်းနေဖြစ်တဲ့အခါကျတော့သူခန်းသူနေကိုခန်းကိုနေအဲ့လိုတွေနေထိုင်တဲ့အခါကျတော့သူတို့လင်မယားနှစ်ယောက်လည်းအခန်းထဲမှာ အဲတရားနဲ့တရားဘလို့ပုံစံပြုမှုနေထိုင်ဆက်ဆံကြလဲဆိုတာကိုတော့လည်းမသိရဘူးပေါ့နော်ခုလိုတင်မှသာတိလိုက်ရတယ်ဆိုပြီးတော့လည်းအနီးနားကဒီအခန်းဖော်တွေကလည်းပြောပြလာတယ်ပေါ့နော်သူ့ထောင်ထဲသုံးနေချပြီးတော့အဲတိတ်ဆုံးသွားတဲ့လူခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းအားလုံးကိုလည်းအဲမိတချိုပြစ်တတ်တာပေါ့နော်ဘုံကြောင့်တချောင်းမှာသွားပြီးမိတချိုပြစ်လိုက်တယ်။ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီအမျိုးသမီးထောင်ဝါတော်လွတ်လာပြီ။အဲအဲ့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့အဲ့ဒီဖော်ဆိုလီဆိုတဲ့အမျိုးသမီးကိုစစ်ဆေးခဲ့တဲ့ရဲစခန်းမှာကတရေ၆တဲ့ ဖြစ်ရည်တွေဖြစ်ပေါ်နေတယ်ဘလို့ဖြစ်လဲဆိုတော့အဲ့ဒီ possibly ပေါ့နော်ထုတ်ပိုးခဲ့တဲ့ဒီခီးဆောင်အကြီးရပေါ့နော်ရဲတွေကအပုတွေပါစစ်စေးရင်းနေပေါ့နော်အထက်ကစီတဲ့ခနာကိုအစိတ်ပိုင်းနေအားလုံးကိုတော့မီးတကြိုပြစ်လိုက်ပြီအဲ့ဒီအကြီးကရဲစခန်းရဲ့ဒီဂိုဒေါင်ထဲမှာပေါ့နော်ကြံရှိနေတယ်ကြံရှိနေတဲ့အခါကျတော့အဲ့ဒီမှာပေါ့ညာတိုင်းညာတိုင်းပေါ့နော်အဲ့ဒီအခန်းတွေကနေပြီးတော့ပေါ့နော်ဟိုညီးတန်တွေကိုလည်းကြားရလဲပြီးတော့ဟိုအခန်းထဲမှာ ဟိုဒိုး၆၆ဆိုတဲ့အတန်လေးလဲကြားရတယ်ပေါ့နော်အဲ့ဒီမှာရှိတဲ့ဒီရဲတွေကဆိုလို့ရှိရင်အဲ့ဒီဂိုတောင်ခန်းတဲ့ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းဘာမှမတွေ့ရဘူးပေါ့နော်အစပထမမှာဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ကြောင်တွေကြွက်တွေပဲဝင်ပြီးတော့တောင်းကျမ်းနေတယ်လို့ထင်လို့ပေါ့နော်စောင့်ကြည့်လိုက်တယ်ဘာမှကိုအထက်မှာမရှိဘူးပေါ့နော်ညာတိုင်းအဲ့လိုမျိုးဖြစ်တယ်နောက်ပိုင်းဆိုရင်ဒီအဲ့ဒီစကန်းမှာစောင့်ပြီးတော့နေတဲ့ရဲတွေဆိုလို့ရှိရင်ပေါ့နော်နေတော့မနေရဲတဲ့အခြေအနေဖြစ်လာတယ် အဲ့တို့ TV တွေကြည့်နေပြီဆိုလို့ရှိရင်လည်း TV line နေရတယ်ပေါ့နော်တရားရောက်လာပြီးတော့လှည့်ပြီးတော့ရွှေ့သွားတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးရွေ့သွားတာမျိုးတွေတခါကျရင်တို့လို့ရှိရင် TV တွေကိုပေါ့နော်လက်နဲ့တွန်းလိုက်တဲ့ပုံစံမျိုးတွေပေါ့ရိုင်းဖက်သွားတာအဲ့လိုမျိုးတွေကိုအဲ့ဒီမှာရှိတဲ့ရဲတွေကမကြခဏဆိုတော့ကြုံတွေ့ရတယ်ပေါ့နော်အဲဒီလိုနဲ့နောက်ဆုံးမှာဒီအိတ်ကြီးကမှ6တယ်ဆိုတာဘလို့ဘလို့သိတယ်ဆိုတော့အဲ့ဒီမှာရဲတယောက်ရှိတယ်ညဘက်ပေါ့နော်ရဲတယောက်ကအဲ့စကမ်းမှာစောင့်နေနေတယ်ပေါ့နော်အဲ့ဒီဂူတောင်ထဲကနေပြီးတော့ သူ့ကိုကဲပါသူ့ကိုကဲထုတ်ပေးပါပေါ့နော်ဟိုအမျိုးမျိုးနဲ့អော်ပြီးတော့ញីနေတဲ့အတန်ကိုကြားတယ်အဲအဲ့ဒါနဲ့ပဲအဲ့ဒီကိုတော်အခန်းကိုပိတ်လို့ဖွင့်ကြည့်လိုက်တဲ့အခါကျတော့အထက်မှာဘာမှမရှိဘူးအဲ့တော့ကိုပါကဲပါဆိုတဲ့အတန်ပျောက်သွားပျောက်သွားပြီးတော့ញីတန်ကိုထတ်ကြတယ်ញីတန်ကြားလို့လိုက်စားရတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီမှာခီးဆောင်အိတ်ထဲကနေပြီးတော့ဖြစ်နေတာအဲ့ဒါနဲ့ဘေးနားရှိတဲ့ရဲတွေပါအလုံးဝိုင်းဝန်းပြီးတော့ပေါ့နော်ဟိုအဲ့အဲ့ဒီ ဒီဒီခီးဆောင်အကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင်အထက်မှာဘာမှမရှိဘူးပြီးတော့ဒီခီးဆောင်အကြီးရဲ့တံတားရင်းကိုတေးသေးဆဆဆက်ဆက်ပြီးတော့ဟိုလိုက်ပြီးတော့စုံစမ်းလိုက်တဲ့အခါကျတော့အဲ့ဒီခီးဆောင်အကြီးက Fossoli ဆိုတဲ့ဒီအမျိုးသမီးဘောနော်သူ့ရဲ့အမျိုးသားကိုခုတ်ထစ်ပြီးတော့ထည့်ခဲ့တဲ့အကြီးဖြစ်နေတာအဲ့အဲ့ဒီအကြီးကိုလည်းဘောနော်ဖုံးကြောင် ခေါ်ယူသွားတာပေါ့နော်ခေါ်သွားတော့ဖြစ်တယ်ယူသွားယူသွားပြီးတော့ဟိုရောက်တော့ဘုန်းကြီးနေတဲ့ပေတရားတွေဘာတွေနားအဲ့ဒီရဲစခန်းမှာလည်းပေတရားတွေဘာတွေနားရက်ပြီးကမှနောက်ပိုင်းမှာပေါ့နော်ဒီ၆တာပြူတာတွေကဟိုရက်သွားတယ်လို့သိရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဖော်ဆိုလီရဲ့ဒီအမျိုးသားအစိမ့်တွေတွေသွားတဲ့သူတယောက်ဖြစ်တဲ့အခါကျတော့မကြွမလို့ဖြစ်ပြီးတော့ပေါ့နော်ဟို၆လှန့်နဲ့နေထားလို့တော့ပြောလို့ရတယ်ပေါ့နော်အတော်လေးပုံမှာလည်းကြောက်စရာကောင်းတယ်ပေါ့နော်ကျွန်တော်ရဲ့ channel တလေးဖြစ်တဲ့ assign now reaction ဆိုလဲ channel လေးကိုလည်းတွားရောက်ပြီးတော့ like subscribe လေးတွေနဲ့အားပေးထားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာဒါကတော့ကျွန်တော်ရဲ့ channel တစ်လေးပဲဖြစ်ပါတယ်ဗောနော်တွားရောက်ပြီးတော့ subscribe လုပ်ရသေးတဲ့သူများဆိုလို့ရှိရင် subscribe လေးလုပ်ပြီးတော့အားပေးထားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာဟုတ်ကဲ့ပါဒီနေ့တက်ဆက်ပေးတဲ့ဘုကင်းဖြစ်ရမယ့်အကြောင်းအရာလေးကလည်းပြီးဆုံးသွားပါပြီ ပေါ့နော်အဲဒီပြော်လေးကိုကြည့်ကြည့်အားပေးကြတဲ့တောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ရက်များမှာလည်းတခြားအဆင်ဝင်စားစရာကောင်းတဲ့ပရာလောကဖြစ်ရက်တွေအပြင်ပေါ့နော်တခြားထူးထူးဆက်ဆန်းဖြစ်ရမယ့်အကြောင်းအရာလေးတွေကိုလည်းတင်ဆက်ပေးဖို့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးတွေကို like subscribe ဘလို့ကသိတဲ့သူများရှိလို့ရှိရင် like subscribe လေးတွေနဲ့အားပေးထားကြဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအားပေးကြည့်ကြည့်သူအားလုံးကိုကျေးဇူးတူပဲတင်ပါတယ်ခင်ဗျာ။ကောင်းသောညလေးဖြစ်ပါစေဗျာ။